မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် ရုရှားပြန်မယောင်လိုင်းကိုကြိုးဆိုဖို့နန်းစီလျံဝန်ထမ်းများစစ်လော်ပြီးအမှုပညာရှင်များစစ်တပ်လောက်ခံဖွဲ့များကိုစကောက်စင်ကဆင်ခေါ်ပြီးနေပြည်တော်လေးစိမ့်မလန်တခြားစီစီကားကကြိုးဆိုခိုင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရုရှားပြန်မယောင်လိုင်းကိုကြိုးဆိုဖို့နန်းစီလျံဝန်ထမ်းများအမှုပညာရှင်များစစ်တပ်လောက်ခံဖွဲ့တွေကိုစကောက်စင်ကနေပြည်တော်ကိုစတင်ဆင်ခေါ်နေပြီဖြစ်တယ်လို့နေပြည်တော်တပ်သတင်းအချင်းမြစ်တွေကပြောဆိုပါတယ်။ မလ9ရက်နေ့နေပြည်တော်ကိုပြန်လည်ရောက်ရှိလာမယ်အကြံဖတ်မင်းအောင်လိုင်ကိုကြိုဆိုဖို့မြန်မာနိုင်ငံရုပ်ရှင်အစင်ယုံမှအမှုပညာရှင်များအဆိုတော်များဟာသာတရုပ်ဆောင်များဝိုင်းရန်ပြည်ပဝင်းစစ်ကောင်စီလောက်ခံအဖွဲ့အစည်းများနိုင်ငံတော်မှနန်းစီဒီယံဝန်ထမ်းများအခြေခံပညာထက်တန်းကျောင်းမှကျောင်းသားကျောင်းသူများပါဝင်စစ်တပ်နဲ့ပတ်သက်နေတဲ့အဖွဲ့အစည်းများကိုနေပြည်တော်ကိုလာရောက်ဖို့ဆင့်ခေါ်နေခြင်းဖြစ်ကြောင်းသိရပါတယ်အကြံဖတ်မင်းအောင်လိုင်ကိုကြိုဆိုရမှာရခိုင်ထက်ပေါ်ပြီးကြီးကြီးကျယ်ကျယ်ခန့်ခန့်နာနာစီစီကားကကြိုဆိုဖို့ပြင်ဆင်ခိုင်းနေပြီးအိုးစီပုံပေါင်းများနဲ့နေပြည်တော်လေးစိမ့်မှလမ်း တလျှောက်ကြိုးဆိုဖို့လှုံ့ဆော်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ရုရှားခီးစင်ကအိုင်ယာဂျီနယ်ပွဲဖြစ်တဲ့အတွက်ခါရိုင်းခီးစင်နေနဲ့မတူကြီးကြီးကျယ်ကျယ်ခံခံနာနာကြိုးဆိုဖို့လို့တာ T1 တွေ OC ဒိုဘတ်တွေလည်းပါတယ်ဖနိုင်းတွေလည်းစရိုက်နေကြပြီးမနက်ဖြန်နေပြီးတော့ကိုချုံရဖို့တချို့ဘွက်ရီခေါ်ထားပြီလို့နေပြီးတော့တက်တဲ့ရင်ရင်းမြစ်တွေကဆိုပါတယ်။မင်းအောင်လိုင်းရဲ့ရခင်နိုင်ငံသားပြန်ခီးစင်နေမှာအကယ်ဒမီစင်ရောမောင်မောင်မိသားနုမိသင်စာဦးရှန်အောင်ခန့်စီသူစိုးမြတ်သူစားစားတဲ့စစ်တပ်ထောက်ခံတဲ့အမှုပညာရှင်များဒိန်းအောင်ဦးဆောင်နဲ့စစ်တပ်ဘတ်တော်သားဟာတ လူရှင်တော်များအဆိုတော်ရှင်လေးအပါအဝင်စစ်တပ် lobby တွေကတတက်ကြကြွားပါဝင်ကြိုဆိုခဲ့ပြီးအခုရုရှားပြန်ခီးစင်မှာလည်း၎င်းတို့ဆက်လက်ပါဝင်အောင်မှာဖြစ်ကြောင်းသိရပါတယ်။မလ9ရက်နေ့မင်းအောင်လည်းရုရှားပြန်ခီးစင်ကြိုဆိုရေးအတွက်ကုန်ကြစည်နဲ့နေထွက်ခါတွေကိုဝန်ကြီးဌာနဆိုင်ရာနဲ့စစ်တပ်နဲ့မိဖက်စည်းဝိုင်းလုပ်ငန်းတွေကကြားခံမှာဖြစ်ကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ချက်အမှတ်54လေးချိန်မြောက်လေလံတောင်ဆန်းစုကြည်ရှိနေအဖွဲကန့်ကွက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလန်အင်းရကံပေကအမွေဆိုင်အငင်းပွားမှုရှိနေတဲ့ချက်အမှတ်54နဲ့နေအိမ်ကိုကြံကင်းစီလျှော့ပြီးလေးချိန်မြောက်လေလံတင်ရောက်ချဖို့ဦးအောင်ဆန်းဘက်ကတင်ပြထားချက်ပေါ်တောင်ဆန်းစုကြည်နဲ့ရှိနေအဖွဲကမလား6ရက်နေ့ရုံချိန်မှာကန့်ကွက်လာတင်လိုက်တယ်လို့တရားရုံးနဲ့နှိဆက်သူတွေကပြောပါတယ်။ဒီအိမ်နဲ့ချက်ကို3ချိန်တိုင်တိုင်းလေလံတင်ရောက်ချခဲ့ပေမယ့်အောင်မြင်မှုမရှိတာကြောင့်ဈေးလျှော့ပြီး 他妈！Later, လီလန်တင်းရောင်းချဖို့တရားရုံးကိုရှောက်ထားတာကဥပဒေနဲ့မညီဘူးဆိုပြီးကန့်ကွက်ခဲ့တာလို့အမှုအခြေအနေကိုသိရှိတဲ့တရားရုံးနဲ့နှိဆက်သူတွေကပြောပါတယ်။ကမာရွက်ခရိုင်တရားရုံးရဲ့အစီအစဉ်နဲ့ဒီအိမ်ရဲ့ချက်ကိုကျပ်ငွေ315ဘီလီယံနဲ့ပထမအကြိမ်300ဘီလီယံနဲ့ဒုတိယအကြိမ်169ဘီလီယံနဲ့တတိယအကြိမ်လီလန်တင်းရောင်းချခဲ့ပါတယ်။လက်ရှိမှာနောက်ဆုံးကျန်ကင်းစည်းကျပ်ငွေ269ဘီလီယံကနေ290ဘီလီယံထိ29ဘီလီယံဈေးလျှော့ပြီးလီလန်တင်းရောင်းချဖို့ဒေါအောင်ဆန်းစုကြည်ရဲ့အကူဖြစ်သူဦးအောင်ဆန်းဘက်ကတရားရုံး ကိုတင်ပြထားပါတယ်။တောင်ဆန်းစုကြည်ရဲ့ရှိနေဖွဲ့ကကန့်ကွက်ထားတာကြောင့်လာမယ့်မလ20ရက်နေ့မှာနှစ်ဖက်စလုံးကရှောက်လဲချက်ပြီးဖို့တရားရုံးကဆုံးဖြတ်ခဲ့ပါတယ်။ဒီမှုနဲ့ပတ်သက်လို့တောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးဖို့လိုအပ်တာကြောင့်ရှိနေဖွဲ့ကတောင်ဆန်းစုကြည်နဲ့လူချင်းတွေ့ခွင့်ရဖို့စကောက်စီတာဝန်ရှိသူတွေကိုတရားဝင်တောင်းဆိုထားပြီးမြေဒီကနေ့ထိတွေ့ခွင့်မရသေးဘူးလို့ဆိုပါတယ်။တောင်ဆန်းစုကြည်နဲ့လူချင်းတွေ့ဆုံခွင့်ပေးမပေးကိစ္စပေါ်စကောက်စီရဲ့သဘောထားတည်နိုင်ဖို့စကောက်စီပြောခွင့်ရသူဘိုးချုပ်စောမင်းထွန်းကိုဆက်သွယ်ခဲ့ပြီးမြေဖုန်းလက်ခံဖြေဆိုတာမျိုးမရှိပါဘူး။ ။ဒေါအောင်ဆန်းစုကြည်ကပြီးခဲ့တဲ့စစ်အစိုးရလက်ထက်ကချမ်းမတ်54နီးအိမ်မှာအထည်ကျုံးနဲ့ဖြတ်တန်းခဲ့ပြီးမြင်အကူတကောင်းအာနာသိပြီးနောက်မှာတော့ပြင်ပကဘာနဲ့အဆက်အသွယ်ဖြတ်ခံထားပြီး2029နှစ်ဆက်လက်ကြခံနေပါတယ်။ နောက်ထပ်တပုတ်အနေနဲ့ရှန်ကုန်တိုင်းတန်လျက်စွန်အေးရောင်လေးရေတပ်စကန်းဌာနချုပ်မှရေတပ်ဦးစည်းချုပ်ဘုချုပ်ကြီးထေဝင်းအမည်နဲ့အရေးပေါ်ရတရားအတွက်ပထမ်းယူနီတနက်များပို့ချတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှန်ကုန်တိုင်းတန်လျက်စွန်အေးရောင်လေးရေတပ်စကန်းဌာနချုပ်မှရေတပ်ဦးစည်းချုပ်ဘုချုပ်ကြီးထေဝင်းအမည်နဲ့အရေးပေါ်ရတရားအတွက်ရှစ်ဖက်ပူဇော်နိုင်ဖို့ပထမ်းယူနီတနက်များပို့ချနေပြီးရေတပ်ဦးစည်းချုပ်ရဲ့ဇနီးပါဝင်အရာရှိဇနီးမှန်သမျှအားလုံးတက်ရောက်နေကြောင်းရေတပ်တရင်အရင်မြစ်တွေကပြောပါတယ်။ ဘလာတရနီမ9ရက်နေ့ထိအေရာရီရေတက်စကန်ဌာနချုပ်ဓမ္မယုံမှာပဋ္ဌာန်းညွန်ဤတင်နှံဖွင့်လှစ်နေခြင်းဖြစ်ပြီးငွေလှယတနာအပိဓမ္မတင်နှံမှုမှာအငိမ့်စာဗိုလ်ချုပ်တင်ငွေရဲ့တမိနဲ့စစ်ဆေးဆရာဝန်တယင်းမှုရဲ့ဇနီးခင်တနာဦးတို့ကဦးဆောင်ပြီးတင်နှံပို့ချနေတာဖြစ်ပါတယ်။အဆိုပါပဋ္ဌာန်းညွန်ဤတင်နှံကိုကာကွယ်ရေးဦးစီးချုပ်ရေးဗိုလ်ချုပ်ကြီးထင်ဝင်းရဲ့ဇနီးနဲ့တူအရာရှိများရဲ့ဇနီးများတက်ရောက်နေပြီးတင်နှံတက်ရောက်ခြင်းမရှိသူတွေကိုအရေးယူမယ်လို့ဆိုပြီးမဖြစ်မနေတက်ရောက်ခိုင်းခြင်းဖြစ်ကြောင်းသိရပါတယ်။မလ9ရက်နေ့မှာတင်နှံစင်ပွဲနဲ့စူပီဝဲပြုလုပ်သွားမှာဖြစ် ြစ်ပြီးရေတပ်ဌာနချုပ်ဓမ္မယုံမှလည်းညနေ၄နာရီမိနစ်30ကစပြီးနေ့စဉ်ဓမ္မစကြာတုတ်တန်ရွတ်ဖတ်ဖို့အမိန့်ထုတ်ထားကြောင်းသိရပါတယ်။ အေယာရီဟီတစကန်ဌာနချုပ်တန်လျက်စွန်မှာပဋ္ဌာန်းသင်တန်းခုနှစ်ရက်ဖွင့်လှစ်နေပါတယ်။ကာကွယ်ရေးဦးစီးချုပ်ရေးဘူချုပ်ကြီးထင်ဝင်းရဲ့မိမကိုရိုင်းတက်ရောက်နေပါတယ်။အရာရှိစနီတွေအကုန်မတက်မနေရဆိုပြီးမတက်ရင်ရေးယူမယ်လို့ပြောလို့အကုန်လုံးတက်နေရတယ်။ရှီတက်ဌာနချုပ်ဓမာယုံမှလည်းနေ့တိုင်းတမတ်စကြာတုတ်တန်းရုပ်ဖတ်ရမယ်ဆိုပြီးအမိန့်ထုတ်ထားတယ်လို့တက်တွင်သတင်းအရင်းမြစ်တွေကပြောပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့မင်းအောင်လိုင်ကပူတင်ကိုဖျားပြလိုက်တော့ရကြွတ်မင်းလို့တင်စားစေခဲ့သူလက်သေးတင်းရခန့်မှာစစ်ကောင်စီဒုတိယနိုင်ငံခြားရေးဝန်ကြီးလွင်ဦးဖြစ်တဲ့အကြောင်းတင်ဆက်ပေးပါ မယ်။ရုရှားနိုင်ငံမော်စကိုမှာရုရှားကောင်းဆောင်ပူတင်နဲ့မင်းအောင်လှိုင်တို့မလ၄ရက်နေ့တွေ့ဆုံစဉ်မင်းအောင်လှိုင်ကပူတင်ကိုမျက်စွာဖျားရဲပြလိုက်ဒေါ်လာကျွမ်းမင်းဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုပြီးအဲ့ဒီအကြောင်းရှိတာထားတဲ့စာအုပ်ကိုလည်းပူတင်ထံကိုပေးရခဲ့ပါတယ်။ အဆိုပါစာအုပ်ကိုအခိုင်အမာသုတေသနစာရန်မရှိဖိညာဟောဟုတ်မဟုတ်အတိမပြုနိုင်ပဲရှာဖွေဖို့ထုတ်ရေးသားသူမှာကလောင်ကြီးမောင်လင်းမြင့်လို့သုံးဆွေးနေတဲ့ရခုစစ်ကောင်စီရဲ့ဒုတိယနိုင်ငံခြားရေးဝန်ကြီးလွင်ဦး1961ဇန်နဝါရီ31ဖွာ ဖြစ်ပါတယ်။မောင်လင်းမြင့်မှာပါဠိစရာကြီးဦးစောဆိုသူမြည်သူမှန်းမသိရင်စာရေးသူတော်ဦးရဲ့1938ခုနှစ်ကထုတ်တဲ့စာအုပ်မှာစာမျက်နှာ48ပါစာအုပ်ကြီးကိုကိုကပင်ရုရှားနဲ့မြန်မာပြည်ချစ်ကြီးကိုအမွှန်းတင်မိရေးခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်ခန့်2023 င်ဖေဖော်ဝါရီ3ရက်နေ့သတင်းစာမှာပေါင်လွင်မြင့်ကရှိသားခဲ့တာကမြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံတို့ကပထဝီတင်ရအနေထားရာပိုင်ပေါင်း၄လောက်ကျော်ဝေးကွာတော့လဲဒီကနေ့လက်ရှိကာလမှာနှစ်နိုင်ငံအကြားဆက်ဆံရေးမှာမိတ်ဆွေရင်းမကညီအကိုပမာစိတ်ချနှလုံးသားချင်းဆက်နွယ်ရှိပတ်လျက်ရှိပါတယ်။1948ခုနှစ်ဖေဖော်ဝါရီလ16ရက်ကစပြီးတပ်တမဆက်ဆံရေးစတင်ခဲ့ရာအခုနှစ်မှာ85နှစ်တိုင်တိုင်ပြည့်မြောက်ခဲ့တာဖြစ်ပြီးစင်ရတုအချိန်ကာလနဲ့တိုက်ဆိုင်စွာပဲနှစ်နိုင်ငံဆက်ဆံရေးကတမိုင်းကြောင့်တလျှောက်အထွန်းလင်းတောက်ပဆုံးအချိန်ကာလပဲ ဖြစ်ပါတယ်။မူလရှိရင်ဆွဲနှစ်နိုင်ငံဆက်ဆံရေးကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဘုချုပ်မူကြီးမင်းအောင်လိုင်ရဲ့ဦးဆောင်မှုအောက်မှာတည်တာထင်ရှားစွာတိုးတက်လာခဲ့တယ်လို့ရှိသားထားပါတယ်။စစ်ဘိုလ်လူတပ်ပြည်တဲမောင်လွင်မြင့်ရဲ့မြောင်လုံးပင်လုံးနေမှာဒလောင်နေမြေအစပဲရှိပါသေးတယ်။2015လောက်ကင်စစ်ပွဲအတွင်းတရုတ်ဘက်ကိုလက်နက်ကြီးချော်ပြတဲ့အတွက်ယာတုမှနားလိုက်ရတဲ့လက်ရှိနိုင်ငံသားဒုတိယဝန်ကြီးကသူ့ကိုဆက်လက်ပြီးတန်တမန်ယာတုအဲ့ဒီမှာတစင်ဝန်ကြီးနေရာပေးထားတဲ့သူ့ boss ကိုဆက်ဖားပြန်ပါတယ်။ ရာလိတ်တော်ရှိနေတယ်ဆိုပြီးကောင်းစင်ခွဲအောင်မှာသူဆောင်းလို့နေချစ်ချင်ရေကိုဆက်လက်ကလောင်သွင်းပြန်ပါတယ်။သူကသွင်းရင်သူကစာမတန်။စာရေးဆရာတို့တက်တဲ့စုတူပြုအတက်မှလည်းခြာတူးလန်လာပြီးသူကိုးကားတဲ့ပုတ်အုပ်မှာမြည်တိခက်ကမှာဘောင်တန်းဝင်ထားတဲ့တမိုင်းမဟုတ်သူအရေးသားကတော့ တနိုင်ငံဆက်ဆံရေးနဲ့ပတ်သက်ပြီးတမိုင်းကြောင်အစဉ်လာများစွာရှိခဲ့တယ်။အဲ့ဒီထက်ပိုပြီးကောဓမမြတ်စွာဘုရားလက်ထက်ကပြရိတော်ရှိခဲ့ရာအခုဖြစ်ပေါ်တိုးတက်မှုကကျန်းကန်လာဘုရားဟောနှင့်အညီဖြစ်တဲ့လျောက်ကျက်တည်မင်္ဂလာဖျားဖျားပြေးဝါးတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ကျန်းကန်လာစာကိုတင်ပြရသောမဟာပိတကပဏိတာပွင့်ခံပါဠိစာတော်ကြီးဦးစောရေးသားတဲ့ဦးအောင်စင်ရအထုပ်ပတ်တိစာမျက်နှာလေး၁၈မှာဖော်ပြထားတာကပြရိတော်လာမဟာမိန်လိုခေါင်းစဉ်တက်ထားပြီးအကျဉ်းမှာအဲ့ဒီနောက်တော်မကျွမ်းမင်းကမြေစီမြေဦးများ ကိုတူယူခဲ့ပြီးအဲ့ဒီမြေစီမြေဦးတို့နဲ့မြတ်စွာဘုရားကိုပူဇော်တက္ကရာပြုတယ်ဒီလိုပူဇော်တာကိုမြတ်စွာဘုရားခံယူတော်မူပြီးပြုံးတော်မူတယ်ပြုံးတော်မူတဲ့အကြောင်းကိုညီတော်အာနန္ဒာကရှောက်ထားတော့မြတ်စွာဘုရားကခြေသားအာနန္ဒာဤတော်မှကြွမင်းကငါဘုရားတာသနာတော်အနှစ်နှစ်ထောင်ကျော်သောအခါပါပမင်းတို့လက်ထက်ဒိုးဆောင်၁၂မျိုးတို့မှာရုရှားလူမျိုးဖြစ်လက်တဲ့ဒီရုရှားလူမျိုးမင်းကလက်နက်စကြာမျိုးမျိုးကိုတက်မြောက်ပြီးလက်နက်စကြာရှင်ဖြစ်လက်တဲ့အဲ့ဒီလက်နက်ရှင်ဖြစ်တဲ့ရုရှားမင်းကအပန်တရာတိုင်းကြီးရှင်မြန်မာပြည် င်းတို့နဲ့ချစ်ကြည်သောမဟာမိတ်ဖြစ်ကြလက်တန်းဆိုပြီးပြားရိတ်စကားမွတ်ကြတော်မူတယ်ဒါကသာသနာတိုင်လားဒေသနာတော်ရဆိုသောအကြောင်းတည်းလို့ဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်2500ကျော်ကဂေါရမမြတ်စွာဘုရားရဲ့ပြားလိုက်တော်ကဓာတ်ဒီကွက်ဒီတိကြမှန်ကန်နေတာကိုဒီကနေ့ကာလမှာအံ့ဩဖွယ်ရာတွေ့မြင်ရတယ်လို့မရှမ်းမကြောက်ရေးသားထားပါတယ်စစ်ကောင်စီရဲ့ဒုတိယဝန်ကြီးတန်းကဂေါရမပြားလိုက်ကိုတကယ်ပဲသူယုံတယ်လို့ရေးတာလားစာဖတ်သူတွေချောက်ချစီလို့လို့ရေးတာလားမသိရတော့လဲစာအုပ်ဖြစ်တောင်ထွက်ပေါ်လာပါသေးရဲ့အဲ့ဒီစာအုပ်ကအခုကရုရှားအ ာနာရှင်ပူတင်နဲ့တွေ့ဆုံစဉ်မအားလာလက်ဝဲကင်ထားတဲ့တရီဖုံးစာအုပ်ဖြစ်ပြီးအကျော်ဒီယကျွတ်ပုံမြင့်ကအခုခါရန်ကုန်မြို့ရှိတန်တမန်အတိုင်းဝိုင်းချမ်းမှာခွက်ခွက်လန့်အောင်ရှီမောနေကြပြီဖြစ်ပါတယ်